အားလုံးပဲမင်္ဂလာပါ weekend sport ရဲ့ကျွန်တော်တနင်္ဂနွေညအတွက်အကြိုက်အကြိုက်အသင်းလေးတွေအားပေးရမယ်အားပေးရမယ်လေးသိန်းအားပေးရမယ်အသင်းလေးတွေလေးသိန်းတွေကိုကျွန်တော်တို့ဆက်လက်ထုတ်ပေးပါမယ်နော်ပထမဆုံးအနေနဲ့ဆရာရဲ့ဗားများကြိုက်တယ်ဗျာကျွန်တော်စီးရီတဲကဆရာရဲ့ view နားနဲ့ကဲယူလိုက်ပွဲတွေကိုရွေးချယ်ထားရပေါ့နော်ဆိုတော့လက်ရှိမှာတော့ view နားနဲ့ကဲယူလိုက်ရဲ့နှစ်သိန်းစလုံးရဲ့အနေထားပိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဟိုတိတ်ပြီးတော့ကွာဟတဲ့အနေနဲ့ဆိုရင်ဗီယိုနာကနည်းနည်းလေးအားနည်းနေလို့မြင်ရမိရပေါ့နော်။ဘာကြောင့်လဲဆိုတော့စီးရီမှာလက်ရှိနိုင်ွက်မြသည်အတင်းနဲ့မှာသူ့လည်းပါတယ်။ဆိုတော့ ဟိုသူကမနိုင်ရင်တော့မှပဲတည်ကစားမယ်ဆိုတော့ပုံစံမျိုးကိုဥတီပဲเนาะစနတီလက်ထက်မှာဆိုရင်လည်းဒါအမှန်တိုင်းပြောရလို့ရှိရင်တိတ်ပြီးတော့ရက်လက်မကောင်းတော့ပြီးခဲ့တဲ့ရာသီမှာခရေကကျွန်တော်တို့ဒီတန်းစင်းစုံမှာယုံနေရတဲ့အနေဒါဒီရာသီမှာလည်းတိတ်ပြီးတော့ဟိုကောင်းလာတဲ့အနေထားမျိုးမှာမရှိဘူးကျွန်တော်တို့ဒီပီဇာနဲ့နောက်ဆုံးပွဲသင်မှာဆိုရင်ဒီကိုမရှိသေးကြတယ်ကျွန်တော်ဆဆူလိုလည်း01နဲ့ရှုံးတယ်ပြီးရောမောက်2စီးနဲ့ကျွန်တော်တို့ဒီ Juvita 11ဆိုတော့ နောက်ဆုံး၈ပွဲတော့မှပြန်ကြည့်မယ်ဆိုရင်တော့သူက Jupiter နဲ့တပွဲပဲဂိုးရခဲ့တယ်အဲ့ဒါတော့မှပဲ penalty နဲ့လို့ပြောလို့ရတယ်ကျန်တဲ့ပွဲတွေမှာသူ twin ကိုရဖို့ဆိုတာတော်တော်လေးရုန်းကန်နေရတော့တွေ့ရတယ်ဒီနေသားမှပြန်ကြည့်မယ်ဆိုတော့တစ်ဖက်က Gallery ကကျွန်တော်နောက်ဆုံး၃ပွဲဆက်တော့လက်ရှိမှာ9ပွဲပျောက်သွားတယ်ဒီညမှာ internet ဘောလုံးတော်ကိုရှုံးခဲ့တယ်ကျန်တဲ့အဝေးကွင်းပွဲတွေမှာဆိုရင်သူက Udinese ကိုတော့ဒီတေးကစားပြီးတော့လက်ချီကိုနိုင်ခဲ့တယ် Napoli ကို1-0နဲ့ပဲကတ်ရှုံးတယ်ဆိုတော့ဒီရတီသူ့ရဲ့ရှုံးပွဲတော်တော်များများကိုပြန်ကြည့်မယ်ဆိုရင်ဘောလုံးတော်ရဲ့ Napoli ရဲ့ Inter Milan ကိုရှုံးခဲ့တာကလွဲရင်ကျန်တဲ့ပွဲတွေမှာသူကအသေးနဲ့အနိုင်က စားထားနိုင်တဲ့ခြေလွှမ်းမျိုးမှာပို့ပြီးတော့ကောင်းနေတယ်လို့ပြောလို့ရတိုက်စစ်ပိုင်းမှာဆိုလေဥပမာဗီယိုနာတကူသွင်းအောင်ကင်ကလေးကနောက်ကတကူပြန်လိုက်သွင်းမှုအတွက်မခက်ခဲဘူးလို့ထင်တယ်လက်ရှိအနေထားတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လေဟိုဗီကင်ကလေးတကူရောက်ဝိုင်းဗီယိုနာတွေကတကူရောက်ဖို့အတွက်နည်းနည်းလေးခက်ခဲနိုင်တယ် ဟုတ်တိုက်ဆက်တာညံ့တော့ဟုတ်တယ်ဟုတ်တယ်ဆရာဟိုစီးပွေပွဲတင်နေနေရတော့ဗီယိုနာအိတ်ကွင်းလာအိတ်ကွင်းမှာလာကစားတဲ့ကေယူဒိုင်ကရုံးကန်ခဲ့ရတဲ့အစင်နာတွေကိုပြီးခဲ့တဲ့ရာသီမှာတော့ချိုးပြတ်သွားတယ်ဒီပွဲတင်မှာလည်းအဲ့ဒီလိုပဲဆက်ပြီးတော့ချိုးပြတ်သွားအောင်မယ်လို့ထင်တယ်လက်ရှိကစားအပိုင်းရတော့ကျွန်တော်ကကေယူဒိုင်ကိုအားပေးတင်တယ်အဲ့လိုမြင်တယ်ဟုတ်တယ်ခုနဗီယိုနာကလည်းခုနဆရာရဲ့ပြောဆိုတာနဲ့ပြည့်စုံနေပါလိမ့်ဒီသူ့ရဲ့နောက်ဆုံး9ပွဲရတဲ့9ပွဲမဲ့နေတယ်နောက်ဆုံးသူ့ရဲ့အိတ်ကွင်းနောက်ဆုံး9ပွဲကိုလည်းပြန်ကြည့်တတ်ရင် တိုင်ပွဲမဲ့ဒါပေမဲ့ကတ်တာကတော့တရေပွဲကြီးများတယ်ရှုံးတာကတရေပွဲကြီးများတယ်ပြီးတော့နောက်နောက်ဆုံးခုနှစ်ပွဲမှာလည်းဂိုးသွင်းနိုင်တဲ့ပွဲကတပွဲတစ်ပွဲလောက်ပဲရှိတာတွေ့ရတယ်ကျန်တာစည်းစည်းတွေနဲ့ဂိုးမတူသူကဟိုခန့်စစ်ကိုတော်တော်လေးအထိုင်ချပြီးကစားတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါပေမဲ့ကောင်တာလည်းမြန်မြန်လားဆိုတိုက်စစ်ကလည်းအားနေတယ်ပဲဆိုတော့ကောင်တာလည်းမကောင်းဘူးအဲ့လိုအဲ့လိုအနေအထားမျိုးမှာမနစ်ကတော့ဗီလိုနာကွင်းမှာလည်းဒါကတ်တီယာကြီးကနှစ်ခုပြတ်နဲ့အနိုင်ရထားတာကိုတွေ့ရတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကဟိုနှစ်သင်းလုံးကတော့ solid form ိုခြေစုံပိုင်းတွေအရင်မာနေတာတော့မဟုတ်ဘူးမာနေတာလို့ကျွန်တော်ဒီမှာမသုံးနေကောင်းနေတာတော့မဟုတ်ဘူးခံစစ်တွေကအားပြုနေတဲ့အသေးပါဟိုကပ္ပီယာရရလည်းဒီ၃၀နိုင်ငံပြောက်တဲ့အနေထားမှာဗာပြောပြောပြဟို အဝေးသင်းဟိုအနေထားအနေနဲ့အလေးထားမှုအရာအလေးအပေးမှုအရာတော့ကျွန်တော်တို့ဒီပွဲစဉ်ကတော့အဝေးသင်းဖြစ်တဲ့ကက်လီယာရီယာမပြည့်အပေးရမယ်အပေးရမယ်ဆိုပြော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 မယ်အနေထားဖြစ်တဲ့ကြောင့်ကက်လီယာရီယာတော့စနေညအတွက်ပထမဆုံး sorry ကက်လီယာရီယာကတနင်္ဂနွေညအတွက်ပထမဆုံးကျွန်တော်တို့ရွေးချယ်သင်းတဲ့အသင်းပါနော်ဆရာဒုတိယယူကွက်အနေနဲ့ကျွန်တော်ပြီးမြောက်လိုက်ထဲကနည်းနည်းလေးကြည့်လို့ကောင်းမယ်အက်စတိုမီလာနဲ့မန်စီးပွဲစဉ်ကိုရွေးချယ်တိုင်းပဲနော်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အက်စတိုမီလာနဲ့မန်စီးတီးကလက်တလုံးမှာပြကြည့်မယ်ဆိုရင်တော့အက်စတိုမီလာကဒီနောက်ဆုံးပွဲစဉ်မှာတော့ဟိုဒီ อีเกโอ้เนาะ2-1เนี่ยชนมาเลยสรุปไอ้นี่มาได้เกมมาแล้ว तू อ่ะตลอดเลยเปลี่ยนกองนี่ในฐานะမျိုးมาตั้วတွေ့ရတယ်เล่น3บัวซัดรอบที่กู तू อ่ะโหနိုင်น้าเลยบ่เนาะနောက်ဆုံးเล่น5บัวซัดที่กูไม่ชนแกอยู่ดีหน้ามาเอเวอร์เทนเนี่ยซันนันไลน์ကိုวีวีมาเตยจักပြီးတော့โหဒီကျွန်တော်ฟูแมนบันนี่ကိုไอ้วีมาเปลี่ยนနိုင်တယ်ဒါပေမဲ့สปาเนี่ยปွဲเต็มมาတော့ तू อ่ะวีวีมาလည်းနိုင်ခဲ့တယ်ဟိုနောက်ဆုံး5บัวซัดมาเล่นปွဲเต็มနေเนี่ยဆိုရင်ကောင်းတယ်แมนซิตี้ก็လည်းလက်ရှိมาကျွန်တော်တို့ဒီ ပြင်းပြတဲ့ဘောတွေအနေနဲ့ဘိုင်ဒန်ကိုအဝေးကမှ2ဝက်နဲ့ရှုံးမိကြတဲ့ကသူကတောက်လျှောက်ရှုံးဝယ်မရှိပဲနဲ့ကစားလာနော်။အဲဒီနေရာမှာဆိုခန်စစ်ဘိုင်ဒန်ပြီးတဲ့နောက်ဆုံးကားကိုဝယ်ဆိုလို့မှရှုံးဝယ်မရှိဘူး။ကန်စပိုင်းဆိုလည်းဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး၃ဘက်စက်တီကိုကလင်းရှိပြန်ရလာတဲ့အနေထားတော့တွေ့ရဒီနှစ်သိန်းကြာမှာကျွန်တော်ကြိုက်တာလေးတစ်ခုရှိရဆရာ့ ဟိုပြမြလိုက်ပွဲတဲ့အနေနဲ့ဒီနှစ်သင်းကလေ2000ခုနှစ်ကနေနောက်ပိုင်းမှပြန်ကြည့်မယ်ဆိုရင်ပွဲ30ထိတဲ့တွေ့ဆုံမှုရှိခဲ့တယ်အဲ့ဒီမှာမှကျွန်တော်ပြန်ကြည့်နောက်ဆုံး3ခွက်ဆက်ကတော့412121ဆိုတဲ့ရက်လက်မျိုးတွေထွက်ထားရပါတော့ဒီနှစ်သင်းကြမှာလေအဲ့လိုမျိုးအများဆုံး2ပွဲ3ခွက်ထက်ပို့ပြီးတော့ဟိုနှစ်တင်းပေါက်၃ခုဖြစ်ခဲ့တာပြီးသွားလေနောက်ပွဲမှာဆိုရင်ပြန်အောက်ခဲ့တာများတယ်ပေါ့နော်ဒီမှာတိုင်းကမှာ၃ခုဆက်ဖြစ်ခဲ့တာတွေကတော့ကျွန်တော်2021နဲ့2022ကြားမှာ၃ခုဆက်ဖြစ်ခဲ့တယ်ကျွန်တော်2016နဲ့ကျွန်တော်2019ကြားမှာဆိုရင်၃ခုဆက်ဖြစ်ခဲ့တယ်ပေါ့နော် အဲ့ဒီမတိုင်ငယ်ကတော့နှစ်ပွဲဆက်ပို့ပြီးတော့လေဖြစ်ခဲ့တာပေါ့နော်ကြံတဲ့ပွဲတွေမှာ၃ဟိုကျွန်တော်ဒီ၃ပွဲမြောက်အပေါ်ဖြစ်ပြီးတိုင်းမှာပေါ့နော်အောက်ပြန်ဖြစ်တယ်ပေါ့နော်ပတ်တန်သူ့ရဲ့ပတ်တန်လေးပေါ့နော်ဟုတ်ဆိုတော့ကျွန်တော်ကဒီပွဲတွေမှာလက်ရှိအနေထားရဆိုရင်လည်းကျွန်တော်ကဒီဟိုမက်ဆီအဗီလာရဲ့အိတ်ကွင်းရဲ့ခန်းစစ်ပိုင်းကဒီမန်စီးတီးကိုတူတင်ကိုတင်ကစားလာဖို့ကတော့ကျွန်တော်မရှိဘူးလို့ထင်တယ်မန်စီးတီးရောအမားဆောက်ပြီးရောပဲကစားလာဖို့များတယ်မန်စီးတီးကလည်းအခုနောက်ပိုင်းမှာကျွန်တော်ပြန်ကြည့်မယ်ခန်းစစ်ပိုင်းကိုပို့ပြီးတော့အလေးပေးလာတယ်သူတကိုးသွင်းပြီးဝိုင်းတော့မှာပဲ ိတ်ပြီးတော့ဟိုပြောမယ်ဖွင့်တိုက်တဲ့အနေအထားမျိုးမှာမရှိဘူးဆိုတော့ကျွန်တော်ကတော့ဒီပွဲတင်ကဒီနှစ်သင်းရဲ့အစင်နာပိုင်းရရဲ့လက်ရှိဖီလာမန်စီးတီးရဲ့ပုံစံရရဆိုရင်အလုံးစုံဘယ်သေးမဲ့ဖြစ်ဖြစ်ပေါ့နော်နှစ်ခိုးတက်တော့မပူနိုင်ဘူးလို့ထင်တယ်အစနော်ဗီလာတော့ဗျာကျွန်တော်ကတော့ခုနကခုနဂိုးဟက်အီကဲနဲ့ကစားသွားတဲ့ပွဲစဉ်မဲ့အနေထားကိုပဲကြည့်လိုက်ပါအဲ့မှာသူ့ရဲ့တိုက်စစ်ကစားခန်းတူဟာခန်းစစ်ကစားပုံကိုကျွန်တော်အားမရဘူးဒါပေမဲ့ ဟိုဂိုးဟတ်အီးခဲ့ရတယ်အရန်ကောင်းနေတယ်အသိန်းလည်းမဟုတ်ဘူးအရန်ကောင်းတယ်အသိန်းလည်းမဟုတ်တဲ့ဟာလား तू ဟို2-1နဲ့ तू ရှုံးနေပေါ့နော်ဒါဒါအက်စတွန်ဗီလာရဲ့အနေအထားကိုပြောပြတာပါဟိုခန့်စစ်ကစားပုံဆိုတော့အခုမန်စီးတီးကကတော့ပြောလို့ပါပဲကျွန်တော်တို့ရာသီအစမှာမန်စီးတီးကလည်းနည်းနည်းစိုးရင်စရာအနေအထားကြီးဖြစ်လာခဲ့ပြီးတော့မှဒါတောက်လျှောက်ကိုနောက်ဆုံး7ပွဲဆုံးမှာဒါဟိုဟာဟိုတပွဲရှုံးပြီးတော့နိုင်ပွဲတွေကိုရှုံးပွဲမရှိဘဲနဲ့ဖြတ်တန်းလာခဲ့တဲ့ဟာပါအခြေခြေစုံမျိုးဖြစ်လာတာပေါ့နော်ခြေစုံကတော့ပြောရရင်တော့ပုံမှန်လေးတွေဖြစ်လာတယ်ဒါပေမဲ့တစ်ချက်ပြည့်ရှိတာက ူတိုက်စစ်ကတော့ဘူးနာလာဟာလန်ကတော့ဒါကလပ်အတွက်ကောနိုင်ငံအတွက်ကောမှာ twin goal တွေအများဆုံးနဲ့အနေထားဖြစ်နေတဲ့ရှိပေမဲ့လို့ဟိုကျွန်တော်တို့ goal တွေအရန်ကိုမြူးပြီးတော့မြင်ရတဲ့အနေထားမျိုးဟိုမနစ်ကဟိုတနစ်တနစ်ကလိုမျိုး Man City ကို goal တွေအရန်မြူးပြီးမြင်ရတဲ့အနေထားမျိုးတွေတိတ်မတွေ့ရတာမတွေ့ရတာ များเนาะတော်တော်လေးကြာပါပြီအဲ့တော့ဒီအခုအနေထားမှာ Villa ရဲ့ဟိုကတော့ကျွန်တော်ပြောမယ် Villa ကဒီပွဲစဉ်မှာ ။ तू ကနေ6ဆသီးပြီး Man City ကိုသွင်းဖို့တော့မဖြစ်နိုင်ဘူး။ကျွန်တော်အဲ့လာတော့တမီအောင်တိတ်မရှိဘူး။ငါရအဲ့လာမဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီဘွဲစီကတစ်ဖက်ကသွင်းမယ်ဆိုရင်တော့မှ Man City သွင်းရင်လည်း1ဆတော့2ဆတော့လည်းရက်သွားနိုင်တယ်။ Villa က Man City ခန်းစစ်ကိုတော့ဟိုဟိုဘိုးဟာအီဂဲလို့အသိကိုတော့တော်တော်လေးထိုးဖောက်ခတ်နေတာ။ပြီးတော့ Villa ရဲ့အဲ့ဒီကကစားပုံကအရန်ကို ဟိုဂမူရှူဒိုးဆန်နေဗျာဟုတ်ကဲ့ကစားပုံမှာတော့ဂမူရှူဒိုးဆန်နေဟိုမတေးတတ်ဘူးတယောက်နဲ့တယောက်ကိုင်းနေတဲ့ကစားသမားတယောက်ချင်းကြီးအခြေဆက်တွေကြည့်ရတဲ့ခါမှာဘောလုံးတုံးကရပြီဆိုတာနဲ့ကိုယ်အတင်းကိုယ်လူဘမာရှိတယ်ဆိုတာနေရာယူမှုကိုတေချာမကြည့်ပဲနဲ့ဂမူရှူဒိုးကြီးပေးနေသူဒါကျွန်တော်အမြင်ကိုပြောပြတာအဲ့ကိုကြည့်တဲ့အနေထားမှာအဲ့လိုအနေထားမျိုးမှာဘာပဲပြောပုံစံချင်းနဲ့ဂိမ်းမှာဆရာလည်းဆိုဖြစ်တဲ့ Man City ရဲ့ ဒီဘောလုံးကန်ကစားမှုရဲ့လွှမ်းမိုးမှုကိုတော့အောက်မှာပဲသူရှိနေမယ်လို့ထင်တယ်အဲ့တော့မန်စီးတီးကလည်းအဲ့လိုအဲ့ဒီလွှမ်းမိုးမှုအောက်လေးကလည်းမန်စီးတီးကရရင်တစ်လုံးသွင်းမယ်နောက်ထပ်ရရင်နှလုံးသွင်းမယ်ဒီလောက်နဲ့ပဲပြီးရင် तू အသုံးမှတ်ကိုထိန်းသိမ်းသွားမယ်အနေထားမျိုးမှာတော့ဒီပွဲစဉ်ကကျွန်တော်တို့ကိုအနေဘက်ကိုဦးတည်နေတာလို့သိတယ်ဟုတ်ဆရာအဲ့ဒါတွင်းကိုနေမှာပေါ့နော်ဟုတ်ဆိုတော့ Aston Villa နဲ့ Messi ပွဲစဉ်မှာကျွန်တော်တွင်းကိုအနေပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော် Viewer နဲ့